သူတို့တွေကမြောက်လည်းပဲမပါရင်တောင်တော်လိုင်းကြီးပဲလည်းမပါရဲဘူးကြားနေနေကြတယ်ဘာလို့သူတို့ဘဝရက်တည်ဖို့အတွက်အဲ့တော့ကျွန်တော်တို့အဓိကလှူနေတာကဒီနိုင်ငံသားမှရောက်နေကြတယ်တနေ့လို့တနေ့စားနော်ကျွန်တော်တို့လို့တနေ့လို့တနေ့စားဒီဘယ်လိုပြောမလဲရွှေပြောင်းအလို့သမားတွေကအများဆုံးလှူတာသူတို့ကဘယ်လောက်လှူနိုင်မှာမဟုတ်လဲသူတို့လည်းသူတို့ဘဝရက်တည်ဖို့အတွက်သူတို့အလို့လို့ရသေးတာလीအဲ့တော့ဆိုလိုချင်တာကအလှူအလှူကြောင့်မဟုတ်ဘူး ပတ်စံကိုဘယ်လိုရှာမလဲဆိုတာ၄နှစ်ရှိပြီ NUG ကထိတ်ချုပ်မြို့နယ်တွေရနေပြီအဲ့တော့ဘယ်လိုပတ်စံရှာမလဲအဲ့ဒါက NLD အုံနှောက်လောက်နေတယ်လို့လို့မရဘူးအခု NLD ကဥဆောင်နေတဲ့လူတွေရဲ့အုံနှောက်လောက်နေတယ်မရဘူးအဲ့ဒါကအလွန်အမတန်အရေးကြီးတဲ့ကိစ္စပါအဲ့တော့ပတ်စံရှာဖို့လိုတယ်အဲ့တော့ဟိုလှူတဲ့လူတွေကဟို ါလေခေါင်းဆောင်ကောင်းမှလှူမယ်ဆိုတော့အဲ့ဒီအဲ့ဒီပြောတဲ့လူတွေကိုယ်တိုင်ကဘယ်လောက်လှူနိုင်လို့လဲကျွန်တော်ပြောချင်တယ်မှာတနင်္ဂနွေလုံးတိုက်တာနဲ့ကြီးလိုက်ရင်မလှူနိုင်ဘူးကျွန်တော်တို့မလှူနိုင်ဘူးဒါလက်တွေပဲအခုလှူပေးနေတဲ့လူတွေကဒါအစွမ်းကုန်လှူနေတာဘာကြောက်လဲဦးတော်လိုင်းကြီးမှာထက်ထဲဝင်ဝင်ဝင်ပါပြီးငွေရှာနေတဲ့လူတွေအသိဆုံးပဲတော်လိုင်းကြီးအစတုန်းကအနေထားနဲ့အခုဖန်ရီဇာပွဲတွေနဲ့လူပွဲတွေကိုလူလာဖို့မနေစည်းုံနေရဒါလူရဲ့သဘောတော်ပါပါဘာလို့အချိန်ကြာလာရင်လူတွေက စိတ်ပြောင်းတက်တယ်အဲ့တော့အဲ့ဒါကအများကြီးစဉ်းစားကြရှိ NUG မှာလိုအပ်ချက်ရှိရင်လူပြောင်းမယ်ဆိုဘယ်သူပြောင်းပေးမှာလဲကံကံရှင်တွေကကံကံရှင်တွေကိုယ်တိုင်ကကိုလူလလာထွက်ပေးဖို့လူတွေတော်လောက်ပြီတော်လောက်ပြီငါတို့နဲ့ကောင်းတဲ့လူတယောက်ကိုသူတို့ကိုယ်တိုင်အစားရှာ အစားရှာပြီးတော့ဖွဲ့ပေးခဲ့ဖို့လူတွေ နော်ကျွန်တော်ပြောချင်တာကကံကံရှင်ဒီကိုတိုင်ကကိုကတော်လန်ရေးကိုနိုင်ခြင်းနဲ့စေတနာနဲ့ဦးစားပေးပြီးငါတို့ကတော့ဒါနဲ့ပို့ပြီးတော့မလုတ်ပေးနိုင်တော့ဘူးအဲ့တော့လုတ်ပေးနိုင်တဲ့လူရှာလိုက်ရှာပြီးတော့လွှဲပေးခဲ့ပြီးတော့ပြည်တွင်းကိုပြန်ပို့ပြီးတော့ပတ်စံကိုပြည့်ပြည့်စုံစုံရှာဖို့လိုတယ်အဲ့တော့ကံကံရှင်ဒီနဲ့ပဲဆိုင်တယ်ဘယ်သူမှဒီ NGO ကလူကြီးတွေကိုပြောင်းပေးရမှာမဟုတ်ဘူးကံကံရှင်ဝန်ကြီးတွေကပဲပြောင်းသွားမှာကြောက်ချင်တာက အဲ့တော့ကန်ကန်ရှိတွေနဲ့ပဲဆိုင်တယ်အဲ့တော့ဟိုကန်ကန်ရှိတွေကငါတို့ဒီလောက်တွေလုံနေတာတဲ့ငါတို့ပဲဆက်သွားမယ်ဆိုရင်လေဒါတို့တို့သဘောပဲဒါမဲ့တို့သိထားဖို့လိုတာကတို့ရဲ့စုံပြည့်ချက်များအားလုံးဒီလူသားအလုံးရဲ့တို့အနောက်မှာမိခိုနေရတဲ့တို့ကိုအားကိုးနေရတဲ့သန်းနဲ့ချီတော်မြန်မာနိုင်ငံသူနိုင်ငံသားတွေဘဝတွေနဲ့ရင်လာတာ အဲ့ဒီတာဝန်ယူမှုတာဝန်ခံမှုကိုတော့သူတို့ယူရလိမ့်မယ်အဲ့တော့ကံကံရှင်နေနဲ့ပဲဆိုင်တယ်ပုပ္ပလင်းပုပ္ပလင်းပြောရရင်သူတို့ကြားထဲမှာလည်းနှိမ့်နိုင်မှုတွေအဆင်မပြေမှုတွေရှိတာပေါ့ဗျာလူသားတွေပဲရှိမှာပဲရှိရမှာပဲရှိကိုရှိမှာသူတို့ကြားထဲမှာလည်းမူဝါဒအရေးအမကြည်လည်မှုတွေနှိမ့်နိုင်မှုတွေရှိနေမှာပဲ ချစ်ကိုရှိရမှာမရှိလို့မရဘူးလားအဲ့ဒါမှလည်းဒီမိုကရေစီကြမှာလေအဲ့တော့အဲ့လိုရှိကိုရှိရမှာဖြစ်တာ ဖြစ်တဲ့အတွက်သူတို့ဂျားထဲမှာလည်းသွားနေတဲ့မူဝါဒတွေပေါ်မှာဖြစ်နေတာကိုလည်းရှိကိုရှိရမှာပဲဥပမာဥပမာပေါ့နော်မှားယွင်းတဲ့သုံးသက်ချက်တွေဖြစ်နိုင်တယ်မှားယွင်းတဲ့သုံးသက်ချက်ကပါလေ တော်ဒီစကားကိုတော်တော်သတိထားပြီးပြောရမှာအပြောပဲနေလို့ရင်ကောင်းမှာထင်တယ်စကားဆိုတာပြောတိုင်းမကောင်းဘူးခင်ဗျာအရင်ရှာထားလို့ရတာလေပတ်စံတွေကတော်လန်ရေးကိုထိအောင်မှုရှိပါတယ်ပြည်သူအားလုံးရဲ့တကြက်တပြားအစားတော်လန်ရေးကိုထိအောင်မှုရှိတယ် အဲ့ဒါအမှန်ပါမပြောနဲ့တော့ဒါပေမဲ့ကျွန်တော်ကျွန်တော်လိုက်ဒီမှာအများကြီးကျွန်တော်ပြောထားပြီးသားပါကျွန်တော်တွေ့ဝိုက်ပြီးပြောထားတာတွေရှိတယ်ကျွန်တော်ဒီရက်ပိုင်းတွေမှာခေါင်းဆောင်ခေါင်းစည်နေတင်ထားတာလည်းကားတင်ထားတာမဟုတ်ဘူးအဲ့ဒါဒီအားလုံးကိုကျွန်တော်ပြောနေတာတက်တက်မပြောသေးတာပဲရှိတယ် ျွန်တော်ဟိုတနေ့ကမေးတဲ့မေးခွန်းတွေကအဲ့ဒီအကြောင်းအရာတွေကိုပြောနေတာပဲကျွန်တော်တက်တက်မပြောတာပဲရှိတယ်ပြောချင်တာကဟုတ်တယ်မိုးရွာနေတယ် အန်ယူဂျီကိုဘယ်သူကခန့်အပ်လဲဆိုတော့ကျွန်တော်တို့ပြည်သူတွေကဖွဲ့ခိုင်းတာပြည်သူကအတည်ပြုထားတာရှင်းနေအောင်ပဲအဲ့တော့အန်ယူဂျီနေရာကိုအစားထိုးဖို့ကဒီချိန်မှာဘယ်သူမှမဖြစ်နိုင်ဘူးပြည်သူကဘယ်သူမှမယုံဘူးအဲ့ဒီတော့ပြည်သူကနေပေးထားတဲ့အရင်အစိုးရထဲမှာပါတဲ့ ရွက်ောက်ပဲလွတ်တော်အမှန်ကနေတစင်ဖွဲ့စည်းထားတာအဲ့နေရာကိုဘယ်သူမှအစားထုတ်လို့မဖြစ်နိုင်ဘူးပြောချင်တာမယုံဘူးအခုချိန်မှာဝင်လာတဲ့လူပို့တော်မယုံသေးတာစစ်ကောင်စီလူဖြစ်ဖို့ကတရားရကနိုးတော့သိကြတယ်မစစ်ကောင်စီရဲ့လက်တံကအလွန်အမှန်ကြီးတာမယုံဘူးကျွန်တော်တို့တော်လိုင်းရေးကယုံကြည်မှုနဲ့အလုပ်လုပ်ရမှာဘာလို့စစ်ကောင်စီကလက်တံကအရန်ကြီးတာ။အဲ့တော့

ကျန်တဲ့အဖွဲကိုလုံးဝအယုံကြည်မရှိဘူး။ဒါရှင်းရှင်းပဲပြောတော့။ဒါပေမဲ့ NUG မှာတန်လျက်ကိုရည်ထင်မဖြစ်ဖို့တော့လိုအပ်တယ်သိလား။အဲ့တော့သူတို့လည်းစူးစမ်းနေကြတာပဲပို့ပြီးတော့စူးစမ်းဖို့တော့လိုတာပေါ့။အဲ့တော့

ပတ်စံဝိုင်းထဲနေကြတာကိုငါတို့စီယုံရေးတော်လို့ပတ်စံရတယ်လို့မှားယွင်းပြီးတော့မတုံးသက်လိုက်စီခြင်းဘူးပြည်သူတွေကသူ့အသိစိတ်နဲ့သူလက်နက်ဆွဲကင်ပြီးတော်လှန်နေတာကိုငါတို့တော်လို့ငါတို့ခေါင်းဆောင်မှုတော်လို့ငါတို့စီယုံရေးတော်လို့လက်နက်ကင်တပ်ဖွဲ့တွေပေါ်လာတဲ့အဆိုပြီးတော့မှားယွင်းပြီးတော့မဆုံးဖြတ်မတုံးသက်လိုက်စီခြင်းဘူးဒီတော်လန်ရေးဟာ မိုလိုပေါက်ပြီးကိုယ်အသိစိတ်နဲ့ကိုပူပေါက်လာတော့အညာတရတွေအမြောက်အများရှိတယ်အဲ့ဒီအညာတရတွေအမြောက်အများရဲ့ပေးဆက်မှုကိုငါတော်လို့ငါပဲဆက်လုပ်ရမယ်ဆိုတဲ့ငါတို့မှမရှိရင်ဒီတော်လန်ကြီးမဖြစ်ဘူးဆိုတဲ့သုံးသက်သုံးသက်ချက်များသုံးဖြတ်ချက်များမလုံကြစေခြင်းဘူး ဗိုလ်ကြီးနေမျိုးစဉ်ကိုခန့်ဖို့ဟာအခက်အခဲရှိတယ်ဒါကြောင့်သူတို့မခန့်တာပေါ့ဗျာပြောချင်တာကကျွန်တော်တို့ကစစ်တပ်ကိုပြက်ပြက်သားသားတော်လှန်မယ်ဆိုရင်စစ်တပ်ကပါလာတဲ့လူတွေအားလုံးကိုပြက်ပြက်သားသားနေရာမပေးတာအကောင်းဆုံးပါအဲ့ဒီအတွက်ဗိုလ်ကြီးနေမျိုးစဉ်တို့လိုလူမျိုးကိုကျွန်တော်တို့ကမလေးစားတာမဟုတ်ဘူးမလေးစားတာမဟုတ်ဘူးအခုဒီ ကြံပေးအနေနဲ့ထားတာမျိုးကတော့အဓိပ္ပာယ်ရှိပါတယ်။ NLD မှာဘူဂျုံဟောင်းတွေပါခဲ့တာဖြစ်တဲ့အတွက် NLD တိုက်ပတ်ခဲ့တာလူတိုင်းသိပြီးသားပါ